ရှိဥစွာဖျက်ခဲ့ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်ုပ်ပြောပြပေးမယ့်အကြောင်းအရာကတော့အနည်းငယ်လေးနဲ့ပြီးခေတ်ကာလအဆက်ဆက်တိုင်းမှာလူတွေညှိခုံလေးရှိတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ citizenship လို့ခေါ်တဲ့နိုင်ငံသားဖြစ်မှုအကြောင်းပါပဲကျွန်ုပ်တို့ယုံကြည်သူတွေဟာကောင်းကင်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကျွန်ုပ်တို့သိပါတယ် ဒါပေမဲ့အချိန်ထဲမှာပဲကျွန်ုပ်တို့ဟာဒီကမ္ဘာမြေကြီးပေါ်ကနိုင်ငံတစ်ခုခုရဲ့နိုင်ငံသားတွေလည်းဖြစ်နေပြန်ပါတယ်။တချို့တွေဆိုမိမိမွေးဖွားရာနိုင်ငံတွေမှာမဟုတ်ပဲအခြားသောနိုင်ငံတွေမှာနိုင်ငံသားခံယူကိုပြောင်းနေထိုင်ကြသူတွေလည်းရှိပါတယ်။ကျွန်ုပ်တို့ဟာအစိုးရမင်းတွေကိုဘယ်လိုသဘောထားရမလဲ။မတရားမှုလို့ထင်ရတဲ့ဥပဒေတွေအခွန်အခတွေကို ယုံကြည်သူတယောက်အနေနဲ့ဘလို့တုံ့ပြန်သင့်တယ်လဲဆိုတဲ့နိုင်ငံရေးအမြင်တွေခန်းစားချက်တွေကိုခဏဘေးဖယ်ထားပြီးဒီနေ့မှာတော့ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကဒီအရာတွေအပေါ်ဘလို့သဘောထားရှိလဲဆိုတာကိုယောမ73တကနေ9နဲ့တီတူ3တတူကိုအခြေခံပြီးရှင်တို့နဲ့အတူတကွလေ့လာဆင်ခြင်သွားကြပါစို့ ပထမဦးဆုံးအစိုးရနဲ့အာဏာပိုင်တွေအပေါ်ကျွန်ုပ်တို့ရဲ့သဘောထားကိုပြုပြင်ဖို့တမန်တော်ကြီးရှင်ပေါ်လူကရောမမြို့သူမြို့သားတွေစီလေးနဲ့တဲ့စာတစောင်ရေးခဲ့ပါတယ်။အဲ့ဒီခေတ်အချိန်ခါမှာရောမအစိုးရဆိုတာခရစ်ယာန်တွေကိုအရင်ကြီးကြီးပြူကျဆိုတဲ့အစိုးရမဟုတ်ပါဘူး။ဒါပေမဲ့တမန်တော်ကြီးရှင်ပေါ်လူကအ ယောမဩဝါဒစာအခန်းကြီး73အငယ်1မှာအစိုးရသောမင်းအာနာစိတ်ဤအုပ်စုချင်းကို လူတိုင်းဝန်ခံစေ အကြောင်းမူကားဘုရားသခင်အခွင့်မရှိရင်မင်းအာနာစံမရှိအာနာစံရှိသည်များသည်ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သည်လို့ရည်ထားပါလေဒီကျမ်းချက်ကကျွန်ုပ်တို့ရဲ့အမြင်ကို လုံးဝပြောင်းလဲပြလိုက်ပါတယ် ကျွန်ုပ်တို့ကအစိုးရကို လူတွေကပဲတင်ရောက်တယ်။ဒါမှမဟုတ်အင်အားကြီးသူကပဲယူလိုက်တယ်လို့ထင်တတ်ကြပါလေ။ဒါပေမဲ့ကျန်းစာကဖျားသခင်ခွင့်မပြုရင်ဘယ်အာဏာဆက်မှမတည်နိုင်ဘူးလို့ဆိုထားပါလေ။ ဒါကြောင့်ကျွန်ုပ်တို့ကနိုင်ငံတော်အာဏာကို နာခံတဲ့အခါအဲ့ဒီလူပုဂ္ဂိုလ်ကို ကြောက်လို့နာခံတာတသက်မဟုတ်ပါဘူး။အဲ့ဒီအာဏာကိုတီးစီတဲ့ဘုရားသခင်ရဲ့အစီအစဉ်ကိုလူတည်သောအဖြစ်နာခံခြင်းဖြစ်ပါတယ်။နောက်ထပ်တစ်ခါယောမဩဝါဒစာအခန်းကြီး73အငယ်1ထဲမှာထို့ကြောင့်မင်းအာဏာကိုဆန်တော်သူသည် ဖျားသခင်စီရင်တော်မူရာကိုစံတော်သူဖြစ်၏ထို့သို့စံတော်သူသည်ရာဇဝတ်ကို ခံရမည်လို့ဆိုထားပါတယ်ဒါကအရင်လေးနဲ့ပါတယ်ဥပဒေကိုချိုးဖောက်ခြင်းအာဏာပိုင်ကို မလေးစားခြင်းဟာဖျားသခင်ရဲ့စီရင်မှုကို ပုံကန်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်ပြားခင်ဟာဘယံမတာဖြစ်ခြင်းရဲ့ဘုရားမဟုတ်ပါဘူးညင်မှုပြပြခြင်းရဲ့ဘုရားဖြစ်ပါတယ် အစိုးရဆိုတာလူအဖွဲ့အစည်းမပြည့်စည်အောင်ထိမ့်သိမ်းဖို့ဘုရားသခင်အသုံးပြုတဲ့အစီအခံဖြစ်တယ်လို့ပေါ်လူကဆက်လက်ရှင်းပြထားပါတယ်။အနာစက်ကိုနာခံယုံနဲ့ပြီးပြီလားဆိုတော့မပြီးသေးပါဘူး။ကျွန်ုပ်တို့ဟာစံပြနိုင်ငံသားတွေဖြစ်ဖို့လိုပါတယ်။တမန်တော်ကြီးရှင်ပေါ်လူကပဲဒီလိုမှာထားပါတယ်။တိတုဩဝါဒစာအခန်းကြီး၃အငယ်၁ လူတို့သည်အထွတ်မြတ်အာနာစေဤအုပ်စုခြင်းကိုဝန်ခံစေခြင်းက၎င်းမိဤစကားကိုနားထောင်စေခြင်းက၎င်းကောင်းသောအမှုအမျိုးတို့ကို ပြု၍အသင်ဖြစ်စေခြင်းက၎င်းဒီမှာအချက်နှစ်ချက်ကို တွေ့ရပါတယ်တနာခံခြင်းဥပဒေကိုလိုက်နာပါမိပွိုင်းကအစာအခွန်ကိစ္စအစုံလေးစားလိုက်နာပါနည်း ကောင်းသောအမှုပြုရန်အသင့်ရှိခြင်းဒါကယုံကြည်သူတွေရဲ့ထူးခြားချက်ပါ ကျွန်ုပ်တို့ဟာဥပဒေကို မချိုးဖောက်ယုံနဲ့မလုံလောက်ပါဘူးကျွန်ုပ်တို့ရဲ့ရက်ရွာကျွန်ုပ်တို့ရဲ့နိုင်ငံကောင်းစားရေးအတွက်အမိုက်ကောက်တာပဲဖြစ်ဖြစ်ပရိုက်တာလောက်တာပဲဖြစ်ဖြစ်သူတစ်ပါးကိုကူညီတာပဲဖြစ်ဖြစ်ကောင်းမှုပြုဖို့အမြဲအသင့်ဖြစ်နေရပါမယ်။လူတွေက ခရိယန်တွေကိုကြည့်တဲ့အခါ"အော်ဒီလူတွေက သူတို့ဖះကိုချစ်တယ်လို့သူတို့အတိုင်းမိကိုလည်းချစ်ပါလားတောင်းဝင်ကြည်ပါလားဆိုပြီးမြင်လာအောင်နေထိုင်ရမှာဖြစ်ပါတယ်။တချို့ကြတော့ငါမကြိုက်တဲ့အစိုးရငါမကြိုက်တဲ့စနစ်ကိုပေါ့ငါထောက်ပံ့ရမလားဆိုပြီးပြောကြပါတယ်။ယောမ73မှာပေါ်လူကအရင်ရှင်းလင်းတဲ့လက်တွေ့ကြတဲ့အဖြစ်ကိုပြထားပါတယ်။ ယောမဩဝါဒစာအခန်းကြီး7အငယ်6မှ9တို့အကြောင်းကြောင့်အခွန်တို့ကိုပေးကြလောမင်းတို့သည်ဘုရားသခင်အမှုဆောင်ဖြစ်၍အမှုတော်ကိုအမြဲထမ်းကြ၏ထို့ကြောင့်လူအသီးသီးခံထိုက်သည့်အတိုင်းပေးကြလောအခွန်ကိုခံထိုက်သောသူအားအခွန်ကို၎င်းအကောက်ကိုခံထိုက်သောသူအားအကောက်ကို၎င်းပေးကြလော ကြောက်ထိုက်သောသူကိုကြောက်ကြလော ယုတ်သေးထိုက်တော်သူကိုယုတ်သေးကြလောလို့ဆိုထားပါတယ်။ယောမအစိုးရဟာအဒီခေကမိပြေဆုံးတဲ့အစိုးရမဟုတ်ပါဘူး။ဒါပေမဲ့ပေါ်လူက အခုံပေးပါလို့တိုက်တွန်းခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့နံပါတ်1ယုံကြည်သူရဲ့သက်သေကျွန်ုပ်တို့ကအခွန်ရှာမယ်ဥပဒေချိုးဖောက်မယ်ဆိုရင်ကျွန်ုပ်တို့ဟောပြောတဲ့အင်္ဂလိပ်တရားကိုသူကလေးစားတော့ပါမလဲနံပါတ် အကျွေးမတင်ခြင်းအခွန်ပေးခြင်း ဥပဒေလိုက်နာခြင်းဟာနိုင်ငံတော်အပေါ်တည်နေတဲ့အကျွေးကိုဆက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေသင်ဟာလုပ်ငန်းရှင်လားဝန်ထမ်းလားတဲ့ရဲ့အခွန်ကိစ္စဆိုင်ရဆိုင်ရကိစ္စတွေမှာဖြောင့်မတ်ခြင်းရှိပါစေ။ဒါဟာဘုရားခင်ကိုကိုးကွယ်ခြင်းတစ်မျိုးပါပဲ။မကောင်းမွန်တဲ့အစိုးရကိုတရားစီရင်ခြင်း ပြုမှာတော့ဘုရားခင်ရဲ့အပိုင်းပါ။ ဒီနေရာမှာကျွန်ုပ်အထူးပြုပြောလိုတာတခုရှိပါတယ်။ခရီးရန်တွေဟာ အစိုးရကို နာခံရမယ်ဆိုပေမဲ့အစိုးရကဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့စန့်ကျင်ဘက်ပြုလုပ်ခိုင်းလိုက်ရင်တော့ကျွန်ုပ်တို့ရဲ့အမြင့်ဆုံးသစ္စာရှိမှုဟာဘုရားသခင်စီမှာပဲရှိရပါမယ်။ဒါပေမဲ့ပုံမှန်အခြေအနေ ဥပဒေစိုးမိုးရေးတိုင်းပြည်တည်ဆောက်ရေးတွေမှာတော့ခရီးရန်တွေဟာစံပြဖြစ်နေရပါမယ်။ကျွန်ုပ်တို့ရဲ့နိုင်ငံသားဖြစ်မှုဟာကောင်းကင်နိုင်ငံအတွက်ကြောင်ညာသင်္ဘောတစ်ခုပါပဲ။ကျွန်ုပ်တို့ကမြေကြီးပေါ်မှာတာဝန်ကျေတဲ့နိုင်ငံသားတွေဖြစ်မှာကျွန်ုပ်တို့ဟောပြောတဲ့ကောင်းကင်နိုင်ငံတို့အကြောင်းကိုလူတွေကစိတ်ဝင်စားမှဖြစ်ပါတယ်။ ဒီနေ့ကျွန်ုပ်တို့ဆင်ခြင်ခဲ့တဲ့ယောမ73နဲ့တိတုပုံကိုအနစ်ချုံရရင်ဘုရားသခင်ကအာနာစက်အလုံးရဲ့မူလအစဖြစ်ပါတယ် ဒါကြောင့်ကျွန်ုပ်တို့ကဘုရားသခင်ကိုယုံကြည်သောအပြင်အုပ်ရှုသူများကိုယုံကြည်ရပါမယ်။ဥပဒေကို လိုက်နာရပါမယ်။အခွန်ကိုလည်းပေးဆောင်ရပါမယ်။ဒါတွေမကပါဘူး။တိုင်းပြည်ကောင်းကျိုးအတွက် ကောင်းသောအမှုတို့ကိုပြုစုဖို့အမြဲအစဉ်သင့်ရှိနေရပါမယ်။ ဒီနေ့ကစပြီးငါဟာကောင်းကင်နိုင်ငံသားဖြစ်တယ်လို့မြေကြီးပေါ်မှာလည်းဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစီမဲ့နိုင်ငံသားကောင်းတယောက်ဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချကြပါစို့သင်ရဲ့နိုင်ငံသားတော်ဝင်ခြင်းဝင်ခြင်းအပြင်ဘုရားသခင်ရဲ့နာမတော်ချီးမြှောက်ခြင်းခံရစေမှုရာဝင်ကားပါလေ ကျွန်ုပ်ရဲ့ channel ကို subscribe လုပ်ပြီးနိုင်ငံသားတယောက်အနေနဲ့ကောင်းမွန်စွာနေထိုင်ခြင်းနဲ့ပတ်သက်တဲ့သင်ရဲ့အမြင်တွေကို comment မှာဝင်မြပေးသွားဖို့ဖိတ်ခေါ်ပါရစေ။အားလုံးကိုမှဖျားခင်ကောင်းချီးပေးပါစေ။ Amen.